ကိုကိုကိုဘဝဆက်တိုင်းကောင်းစားစေခြင်းနဲ့ဆိုရင်တဲ့မကောင်းမှုအကုသိုလ်တွေနဲ့ဘယ်တော့မှကိုယ့်ရင်နဲ့နှလုံးနဲ့မရှင်တွဲစေနဲ့နတ်နံပပိနဆိုလိုတာကမဟုတ်တာလှုပ်ဖို့စိတ်မကူးနဲ့ကိုယ့်ရင်ထဲမှာမဟုတ်တဲ့အတွေ့အကြုံရောက်လာစေနဲ့တော်လံဖယ်ရှားပြီသူပြောနော်လက်မခံနဲ့မဟုတ်တဲ့အတွေ့ဆိုတော့ကောင်းတဲ့ အပြစ်ကင်းပြီးတော့ကုသိုလ်ဖြစ်တဲ့အတွေ့အကြုံတွေးပြပါ။ဘာတွေတွေးရမလဲ။ကိုယ်ရည်ကိုတွေးတာကြရင်အေးဒီနေ့ငါဟာကိုချင်းသီလနဲ့ပြည့်စုံရဲ့လား။ငါတဏ္ဍမှာကိုချင်းသီလရှိရဲ့လား။ငါပါရိနဲ့အချိန်ကုန်နေတယ်။ငါစိတ်တရားရောကုသိုလ်စိတ်နဲ့အချိန်ကုန်သလား။ကိုယ်ကိုစမ်းစစ်ပြီးတဲ့အခါကျတော့ကုသိုလ်နဲ့အချိန်ကုန်အောင်ကြိုးစားဖို့လိုအပ်တယ်။ရှင်နဲ့နှလုံးနဲ့ကုသိုလ်ရဖို့ကအရေးကြီးတယ်။ ရှင်နဲ့မှတရားဖြစ်နေတယ်လှူတာမလှူတာနဲ့တရားဖြစ်နေရှင်နဲ့မှတတိတွေဖြစ်နေတယ်ရှင်နဲ့မှမကောင်းတာတွေကိုမလုပ်ဘူးကြိုးစားတဲ့ဝိရိယတွေဖြစ်နေတယ်ရှင်နဲ့မှစိတ်ထစိတ်တွေလည်လွဲ့မနေဘဲနဲ့ကောင်းမြတ်တဲ့အာရုံတစ်ခုမှတည်ငြိမ်မှုတွေဖြစ်တယ်ရှင်နဲ့မှအမှန်အကန်ဆင်ញံသုံးသက်တတ်တဲ့ အကုသိုလ်ရဲ့အပြစ်ကုသိုလ်ရဲ့အကျိုးတွေဆင်ခြင်သုံးသတ်တတ်တဲ့အသိဉာဏ်တွေဖြစ်နေတယ်။တတ္ထဝီရိယတတိသမာဓိပညာဆိုတာဒါတွေဖြစ်နေတယ်ဆိုရင်မတော်တဲ့အကုသိုလ်တွေကိုယ်တဏ္ဍာမဖြစ်တော့။သီလနဲ့ထုံမှန်းထားမယ်တရားနဲ့ထုံမှန်းထားမယ်သုတ္တနဲ့ထုံမှန်းမယ်စာကနဲ့ထုံမှန်းထုံမှန်းနေဆိုမကြမကြတတိယကိုပြောကိုစောင့်တဲ့သီလလေးတွေမယ်မကြမကြတတိယ မကြောက်ရတတိယနေခြင်းအဖြစ်ကုသိုလ်ဆိုစိတ်ထဲကတတိယပြီးတော့နေတဲ့အခါမှာထိသီလာထပ်ဆောင်မလို့အကျိုးတက်လာအကျိုးဖြစ်လာအဲ့ဒီတခါတတိယရင်တခါကုသိုလ်စိတ်ဖြစ်တယ်နှစ်ခါတတိယနှစ်ခါကုသိုလ်စိတ်ဖြစ်တယ်အဲ့တော့ယင်းနဲ့နှလုံးထဲမှာသတ္တပရိဘဝိတစိတ်သီလပရိဘဝိတစိတ်တုတ္တပရိဘဝိတနာထားတဲ့တရားတွေမကြမကြတရားနာ တရားနာစင်စားသူတ္တပြိမာဝိတ္တစာကကိုလူထားတဲ့ကုသိုလ်ကောင်းမှုလေးကိုရင်နဲ့နှလုံးထဲမှာမကြာခဏတည်းတူအေးစင်ញံတုံတရားလုံးတင်တာနဲ့မလုံးတင်တာအနည်းဆုံးကကံကံဤအကျိုးကိုသိမြင်တဲ့ပညာကမ္မတက္ကတာသမထေတိမမြဲဘူးလို့သိတာဝိပဿနာသမထေတိအနည်းဆုံးကမ္မတက္ကတာသမထေတိဝိပဿနာသမထေတိဆိုကိုယ်ရင်နဲ့ဖြစ်အောင်တော့ပဲဖြစ်တယ် အဲ့လိုဖြစ်နေခြင်းအပြင်သိနေလို့ရှိရင်မသိတဲ့မောဟကုသနာမှမဖြစ်ဘူးကုသတရားကိုတတိယနေခြင်းအပြင်ကုသတရားကို